ထူးခက်ဒေသခံညအညာတိုင်းမနက်၄နာရီအထိအတန်ကျယ်လောင်စွာလိမ့်ဆဆနဲ့နိုင်ငံသားသုံတွဲကို တိုင်ကြားထူးခက်ဒေသခံညကနိုင်ငံသားအိန္ဒိချင်းစုံတွဲတူတွဲကိုဒေသဆိုင်ရာ အုပ်ချုပ်ရေးမူရီစီမှာတွားရောက်တိုင်ကြားခဲ့ပါတယ်။အကြောင်းရင်းကတော့အဲဒီစုံတွဲဟာညတိုင်းည၁၀နာရီကနေမနက်၄နာရီအထိအတန်ကျယ်လောင်စွာလိမ့်ဆဆနေတာကြောင့်ထွက်ပါတယ်။ဒေသခံတွေရဲ့တိုင်ကြားချက်အရအဲ့ဒီနိုင်ငံသားနဲ့သူလက်တွဲပေါ်ဟာ ညတိုင်းကျဲလောင်တဲ့ညီညူတန်တွေပြုတ်လုတာကြောင့်အနီးအနားမှာနေထိုင်သူတွေအိတ်ဆက်လို့မရပဲအနှောင့်အယှက်ဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။ဒါကြောင့်မနေ့ကဒေတာဆိုင်ရာအုပ်ချုပ်ရေးယုံကတာဝန်ရှိသူတွေကအဲ့ဒီရွာကိုတွားရောက်စစ်ဆေးခဲ့ပါတယ်။သူတို့ရောက်သွားချိန်မှာတော့အသက်လက်ပိုင်နိုင်ငံခြားသားအမျိုးသားတယောက်ထွက်လာပြီးစကားပြောခဲ့ပါတယ်။သူကစူညံတန်တိုင်ကြချက်ထွားမှန်ကန်ကြောင့်ဝန်ခံခဲ့ပြီးအရင်ကလည်းရဲတွေရဲ့တတိပြေတာတစ်ခါခံခဲ့ရဘူးတယ်လို့ပြောပါတယ်။ ဒါပေမဲ့ဒီလိုနောက်တစ်ခါထပ်တိုင်လိမ့်မယ်လို့တော့မထင်ထားခဲ့ကြအောင်သူကဆိုပါလေတောင်ဝရှိသူတွေကသူ့ကိုနောက်တစ်ကြိမ်သတိထက်ပေးခဲ့ပြီးအဲ့ဒီအမျိုးသားကလည်းအတန်ရှော့ချမယ်လို့ကြီးပေးခဲ့ပါဗါး Phuket Animal News Agency တရင်မှာတော့အဲ့ဒီနိုင်ငံသားဟာသူ့ရဲ့အိမ်ကြီးကျင်းတွေကိုလည်းတွားရောက်တောင်းပန်ခဲ့ပါသေးတယ်စိတ်ဝင်စားစရာကောင်းတဲ့သူ့ရဲ့စင်ကြေကတော့သူဟာနေတိုင်းနေပါလီကျင်ခံလုပ်ပြီးပြိုင်ပွဲဝင်နေရတဲ့ဘောလုံးအားကမ်းသားသမားတစ်ယောက်ဖြစ်တယ်လို့ဆိုပါတယ် သူရဲ့ကာယကျန်းကွယ်မှုတာမလွန်းလာကြောင်းလိန်ပိုင်းဆိုင်ရာမှာခွန်အားတွေအရင်ပြေဝနေတာဖြစ်တယ်လို့သူကပြောသွားပါတယ်။နောက်ပိုင်းမှာတော့တခြားသူတွေကိုအနောင်ရှက်မဖြစ်အောင်အတန်ကိုထိန်းချုပ်သွားမယ်လို့သူကကတိပေးခဲ့ပါတယ်။